ဒီစားတောက်တွေကိုဘလို့ဖန်တီးတယ်လဲဆိုတော့သင်သိရင်တော့နောက်ပြတော့မှစားမိမှာမဟုတ်ပါဘူးအားလုံးမင်္ဂလာပါဗကန်တိုင်ထဲမဲ့ channel ကနေပြန်လည်ကြိုဆိုပါတယ်ညမိုင်းနေညညွတ်တဲ့ဘဝနေထိုင်မှုပုံစံကိုရွေးချယ်တဲ့ခါမှာကျွန်တော်နေ့စဉ်စားနေတဲ့စားအစာတွေဘလို့ထုတ်လုပ်တယ်ဆိုတော့တည်ထားဖို့အရေးကြီးပါတယ်တကယ်တော့လူကြိုက်များတဲ့အစားအစာတချို့ကသူတို့ကိုဘလို့လုံထားလဲဆိုတော့သိရင်တင်းနေနေတော့ပြန်စင်းစားမိတော့မှာပါနံပါတ်1စက်သားနှလုံးကြော် ရဲသားနှလုံးကြော်ဆိုတာအမြန်စာရီထဲမှာလူကြိုက်များပြီးအရသာရှိတဲ့ရွေးချယ်မှုတစ်ခုပါ။ဒါပေမဲ့သူတို့ကဘယ်လိုလုပ်ထားလဲဆိုတာသိရင်တော့နင်းနေတော့စိတ်ပြက်စရာကောင်းနေပါရဲ့။ညာတော်အပြင်တော့တိရစ္ဆာန်ရဲ့အသားဓာတ်အားလုံးကိုထုတ်ယူဖို့အယုံနုအရေကုန်နဲ့မလို့ချင်းတဲ့တခြားပိုင်းတွေပါပါဝင်နေဆက်နဲ့ခွဲထုတ်ထားတဲ့ကြက်သားတွေကိုအနှစ်လိုမျိုးလုပ်ပြီးတော့သုံးပါရဲ့။အဲဒီနောက်မှာတော့အရာတွေကိုဖြည့်ဆွက်ပစ္စည်းတွေကြာရှည်ကံပစ္စည်းတွေနဲ့ဓာတ်ရုပ်ပေတာအနှံ့ရတာတွေနဲ့ယူပြီးပုံသွင်းကြော်တာဓာတ်မမဖုတ်တာတွေလုပ်ပါရဲ့။ ဒီလိုလုပ်တဲ့အတွက်ကျေသားနှလုံးကြော်ဒီမှာဇိုဒီယန်တက်မကောင်းတဲ့ဇီးတက်တွေနဲ့အန်ဒီအေရှိနေတဲ့ဓာတ်ပစ္စည်းတွေအများကြီးပေါင်းရတတ်ပါတယ်။ဒါအပြင်စက်ရုံဒီမှာကြံမွေးတဲ့ပုံစံတွေကလိမ့်ဆန်တက်တာချောင်းချီရင်နဲ့ပဝန်းချင်တီးခိုင်မှုတွေစိုးရိမ်စရာတွေရှိပါတယ်။နံပါတ်1 Hot Dog လူရသည်မီးခင်ပွဲတွေနဲ့အာကစားပွဲတွေမှာမပါမဖြစ်တဲ့ Hot Dog တွေရဲ့ထုတ်လုပ်မှုကလည်းတင့်ကိုနည်းနည်းစိတ်မသက်မသာဖြစ်စေနိုင်ပါတယ်။ Hot Dog တွေကိုလည်းကျေသားနှလုံးကြော်ဒီလိုပဲစက်နဲ့ခွဲထုတ်ထားတဲ့အသိုက်နဲ့လုပ်ထားတာပါ။အဲဒီမှာဝတ်သားအမေသားကျက်သားတွေပါပါဝင်နေပါတယ်။အရေးကုန်အစီနဲ့ကိုရင်းအင်ကလို့ အသေးပိုင်းမျိုးမျိုးကိုကြိတ်ပြီးတော့ချုံမှုတဲ့အနှက်ဖြစ်အောင်ချုံမှုတဲ့အနှက်ဖြစ်အောင်လုပ်ပါရင်အဲ့နောက်ရေကစီတက်ဖြည့်ဆွက်ပစ္စည်းတွေစာဟင်းခက်အမွေးချာတွေနဲ့ကြာရှည်ခံပစ္စည်းတွေနဲ့ရောပြီးအခုနေထဲချက်ပြုတ်ပြီးရောင်းတာပါတချို့ဟော့ဒေါတွေမှာအယောင်မပြတ်ဖို့နဲ့အထားခံအောင်ဆိုဒီယမ်နိုက်ထရိတ်ဆိုတဲ့ဓာတ်ရုပ်ပစ္စည်းတွေမျိုးသုံးထားတတ်ပြီးဓာတ်ကကင်ဆာတချို့နဲ့ဆက်ဆက်မှုရှိနိုင်တယ်လို့ပြောပါရင်အယူသေးနေတာတွေသုံးတော့ဆိုဒီယမ်တက်များတာနဲ့ NDA ရှိနိုင်တဲ့ဖြည့်ဆွက်ပစ္စည်းတွေပါဝင်တာကြောင့်ဟော့ဒေါဟာအကောင်းဆုံးစားစာရွေးချယ်မှုမဟုတ်ပါဘူး နံပါတ်3ပြုပြင်ထားသောဒိန်ကေဈေးထူတော်အထားခံတာနဲ့လွယ်လွယ်ကူကူအရေးပြောတာကြောင့်ပြုပြင်ထားတဲ့ဒိန်ကေကလူကျက်များပါတယ်။ဒါပေမဲ့သူ့ကိုဘယ်လိုလုပ်ထားလဲ၊ဘာတွေပါဝင်လဲသိရင်တော့နောက်တစ်ခါဒိန်ကေမိခင်မှုစားဖို့နည်းနည်းတော့စဉ်းစားမိတော့မှာပါ။ပြုပြင်ထားတဲ့ဒိန်ကေကိုနို့ဒွတ်ပစ္စည်းကနေလုပ်တဲ့အစစ်မှန်ဒိန်ကေကိုအခြေခံပြီးတော့စလုပ်ပါတယ်။ပြီးရင်တော့အဲ့ဒီဒိန်ကေကိုအရေးပြောပြီး Immune Strike Fire, Stabilizer, Reservative နဲ့တခြားပြည့်စုံပစ္စည်းတွေနဲ့ရောပြီးပုံမှန်အယောနာတစ်ခုပြန်လုပ်ပါရင်အဲ့ဒီဒင်ကေမျိုးစားမှာဆိုဒီယမ်ဖော့စဖိတ်နဲ့ဆိုဒီယမ်ဆိုက်ထရိတ်လို့ ဓာတ်ပစ္စည်းတွေအများဆုံးတွေ့ရပါတယ်။ဒါပြင်တင်ကဲကိုလှပတဲ့အကြောင်းဖြစ်အောင်ဓာတ်ဆိုးဆေးတွေလည်းထည့်ထားပါတယ်။ဒီလိုပြည့်စွက်ပစ္စည်းတွေထည့်ထားတာကြောင့်ပြုပြင်ထားတဲ့တင်ကဲမှာအဆင့်မဲ့တင်ကဲရာခိုင်နှုန်းကတိတိကျကျနေပါတယ်။ဆိုဒီယမ်များတာကြောင့်သွေးထုတ်တာနဲ့ဓာတ်မတည်တာလိုကျန်းမာရေးပြဿနာတွေလည်းဖြစ်နိုင်ပါတယ်။နံပါတ်၄ခောက်ဆွဲကြောင်ကောလိပ်ကျောင်းသားတွေနဲ့အလုံများတဲ့သူတွေကြမှာဈေးသက်သာပြီး မြန်မြန်ချက်စားလို့ရတဲ့ခေါက်ဆွဲကြောက်ဟာသူ့ရဲ့ထုတ်လုပ်မှုပုံစံနဲ့အဟာရဓာတ်တွေကြောင့်သိရင်တော့စိတ်ဝင်စားမှုကျော်သွားနိုင်ပါတယ်။ခေါက်ဆွဲကြောက်တွေကိုဂျုံမုံ၊ရေ၊စားနဲ့အကာအင်းချက်တွေနဲ့လုပ်ပြီးပေါင်းထားပါတယ်။ပြီးရင်အစီပောင်ဝင်မှုများစီးနဲ့ကြော်ထားတာပါ။သူတို့နဲ့အတူပါတဲ့ဟင်းခက်မွေးကြဲထုတ်တွေလည်းဆိုဒီယမ်ဓာတ်နဲ့ MSG လိုဓာတ်ရုပ်ရသာတွေအများကြီးပါဝင်ပါတယ်။ဆိုဒီယမ်ဓာတ်အရန်များရဲ့သွေးထုတာဖြစ်စေနိုင်ပြီး MSG ကလည်းကောင်းကိုက်တာပြည့်ဝန်တာလိုလက္ခဏာတွေဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ခေါက်ဆွဲကြောက်မှာအမြင့်တဲ့ဗီတာမင်နဲ့တဲ့ဒုဒတ်တွေနေပါတာကြောင့်အာဟာရတန်ဖိုးနေပါပါတယ်။ဒါပြင်သူတို့ကိုထုတ်လို့ရမှာ၃နဲ့ ါ့ပြင်သူတို့ကိုထုတ်လို့ရမှာတုံးတဲ့စောင်းစီကတိတော်ပြုံးတိတာနဲ့အော်အော်ကြားလို့မြို့တုံးလို့နေပါဒလိစံတွေရဲ့နေထိုင်ရာတွေပျက်စီးတာကိုဖြစ်စေနိုင်ပါတယ်။နံပါတ်5စီတူပူတဲ့ကသာ span ဒါမှမဟုတ် call path လို့စီတူပူတဲ့ကသားတွေကအစင်ပြည့်တဲ့အစားအစာဖြစ်နိုင်ပေမယ့်သူတို့ကိုဘယ်လိုထားလဲ။ဘာတွေပါဝင်လဲဆိုတာသိရင်တော့သင်ပြန်စဉ်းစားမိသွားနိုင်ပါတယ်။စီတူပူတဲ့ကသားတွေမှာများသောအားဖြင့်တော့အရေးသွေးနေသားတွေကိုသုံးပြီးအဲ့ဓာတွေကိုကြိတ်ရေးစားနေတယ်။ ဆိုရီယန်နိုက်ထရိတ်လိုကြာရှည်ကန်ပစ္စည်းတွေနဲ့ရောပါတယ်ဒီရောနောက်ကိုချက်ပြုတ်ပြီးအေးခံကလေလုံးနဲ့စီတုပ်ဘူးတွေဖိအားမြင့်မြင့်နဲ့ထည့်သွင်းပြီးတော့အထားခံအောင်လုပ်ပါတယ်ပြပင်ထားတဲ့အသားတွေစားသုံးတာကနှလုံးရောကအဝလွန်တာနဲ့ကင်ဆာမျိုးစားတချို့လိုနာတာရှည်ကျန်းမာရေးပြဿနာတွေဖြစ်နိုင်ခြေတိုးလာတာနဲ့ဆက်ဆက်နေပါတယ်ဒါ့အပြင်ဆက်ယုံဒီမှာတရိတ်ဆန်တွေမွေးမြူတဲ့ပုံစံတွေကပတ်ဝန်းကျင်နဲ့ကျင့်ဝတ်ပိုင်းဆိုင်ရာတက်ရောက်မှုတွေလည်းရှိပါတယ်နံပါတ်6မတ်ရှ်မလိုမိဘုံမိမစားရတာကြိုက်တဲ့မတ်ရှ်မလိုအောင်သူ့ကိုလှုပ်တဲ့နေရာမှာအဓိကပါတယ်ဂျယ်တင်အကြောင်းသိရင်တော့စိတ်ဝင်စားမှုရောသွားနိုင်ပါတယ် ်ဂဲလ်တန်ဆိုတာနွားတွေဝက်တွေလိုတိရစ္ဆာန်တွေရဲ့အရေးပြအယူနဲ့တွေ့ဆက်တီရှူတွေမှာတွေ့ရတဲ့ကော်လဂျင်ကနေထုတ်ယူတဲ့ပရိုတင်းတက်တမျိုးပါဂျယ်တင်ကိုထုတ်ယူဖို့အတွက်ဒီလိပ်ဆန်အစိပ်ပိုင်းတွေကိုပြုံး acid ဒါမှမဟုတ် alkaline တွေပြုတ်ပြင်ပြီးမှကြည်လင်ပြီးတော့အရသာမရှိတဲ့အရာတစ်ခုရအောင်စစ်ထုတ်ပါတယ် mash man လို့လုပ်ဖို့တဲ့ဂျယ်တင်ကိုတကြားပြောင်းမှုရေးရေနဲ့ vanilla လို့ရတာရင်းနဲ့ရောပါတယ်ဂျယ်တင်ကိုသုံးတာကတက်တက်လို့စားသူတွေတက်တက်လို့စားသုံးသူတွေနဲ့ကိုရှာဒါမှမဟုတ်ဟာလာလို့ဘာသာရေးအစားအသောက်အကန့်အသတ်ချက်တွေရှိတဲ့သူတွေအတွက်ကျုံ့ဝင်ပိုင်းဆိုင်ရာစိုးရိမ်မှုတွေဖြစ်စေပါတယ်ဒါပြင်ဂျယ်တင်ရဖို့ လိပ်စံအစိပ်ပိုင်းနဲ့ရရှိအောင်လုပ်တဲ့စက်ရုံတွေမှာဝင်းမြူတဲ့ပုံစံတွေကပတ်ဝန်းကျင်နဲ့လိပ်စံတက်တာချောင်ချီပြည်တနာတွေကိုဖြစ်စေပါတယ်။ပို့ပြီးတော့ကျင်းဝင်းနဲ့ညီညွတ်ပြီးပတ်ဝန်းကျင်ကိုထိန်းသိမ်းတဲ့ရွေးချယ်မှုတွေအတွက်ဆိုရင်အကားအကားဒါမှမဟုတ်ကယ်ရင်ကင်းနဲ့လိုအပင်ကားရတဲ့ပတ်ဝန်းပစ္စည်းတွေနဲ့လှုပ်ထားတဲ့ဂျယ်တင်မပါဝင်တဲ့မက်ရှ်ပန်လိုတွေကိုရှာဝေနိုင်ပါတယ်။နံပါတ်9မာဂျရင်းထောပါစာလူသုံးများတဲ့မာဂျရင်းဟာသူ့ရဲ့ထုတ်လုပ်မှုပုံစံနဲ့ပတ်ဝန်းကျင်ပစ္စည်းတွေကြောင့်တချို့စားသုံးသူတွေစဉ်းစားမိသွားနိုင်ပါတယ်။မာဂျရင်းကိုအဓိကအဖြစ်တော့ဘေးပုတ်စီ၊ကစုံစီ၊ဒါမှမဟုတ်စားအောင်စီလိုဟင်းသီးဟင်းရွက်တွေကနေပြုလုပ်ပြီ အခန်းပူချိန်မှာအရေးအနေထားရှိပါတယ်သူတို့ကိုပြန့်နှံ့လွေတဲ့အခဲဖြစ်အောင်လုပ်ဖို့ hydrogenation လို့ခေါ်တဲ့လုပ်ငန်းစဉ်တစ်ခုကိုလုပ်ပါတယ်ဒီလုပ်ငန်းစဉ်တွင် hydrogen molecule တွေကိုစီးတဲ့ထည့်လိုက်တဲ့ hydrogen molecule တွေကိုစီးတဲ့ထည့်လိုက်တဲ့အခါမှာသူ့ရဲ့ molecule ဖွဲ့စည်းပုံပြောင်းလဲသွားပြီးပြည့်ဝစီပါဝင်မှုတိုးလာပါတယ်တစိုက်တစ်ပိုင်း hydrogenation ကြောင့် transfers တွေဖြစ်ပေါ်လာနိုင်ပြီးဒါတွေကနှလုံးကြောကလေးဖြတ်တာနဲ့စီးကျူမျိုးစားနဲ့ဖြစ်နိုင်ခြေတိုးလာတာနဲ့ဆက်ဆက်နေပါတယ် margarine ထုတ်လုပ်သူများပြားဟာ transfers တွေကို short ချဖို့တော်မမဟုတ်ဖယ်ရှားဖို့ interrestrification လိုမျိုးတခြားနည်းလမ်းတွေစီပြောင်းသုံးနေကြပြီးမြေ ဒီလုပ်ငန်းစဉ်ရဲ့ကျမကြီးဆန်ရတက်ရောက်မှုတွေနဲ့ဘေးတွေပစ္စည်းတွေပေါ်စိုးရိမ်ပိုပဲ့မှုတွေတော့ရှိနေပါတယ်။မကြရဲမှာသူ့ရဲ့အရသာအသွင်ပြင်းနဲ့ပုံမှန်တန်တန်ကိုကောင်းမွန်အောင်လုပ်ဖို့ Immunifier, Preservative နဲ့ဓာတ်ရုပ်ဆိုးဆေးတွေလိုမျိုးဖြည့်စွက်ပစ္စည်းအမျိုးမျိုးလည်းပါဝင်ပါတယ်။တချို့မကြရဲတွေကိုထိုးပဲ့ရဲ့အာဟာရအတိုင်းဖြစ်အောင် Vitamin A နဲ့ D လိုမျိုး Vitamin တွေပါထည့်ထားပါတယ်။မကြရဲနဲ့ဆက်ဆက်တဲ့ကျမကြီးစိုးရိမ်မှုတွေပြင်သူ့ရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ဟင်းသီးဟင်းရစီထုတ်လုပ်မှုရဲ့ပါဝင်ခြင်းထိခိုက်မှုကလည်းကြီးမားပါတယ်။အထူးသဖြင့်တော့စောင်းစီအားတတော်ပြုံးတွေမှုတဘာဝနေရေးဒေတာတွေပြည့်စည်တာနဲ့ ဖန်လောင်ဤတန်းခွေထုတ်လုပ်မှုရဲ့အကြီးအကျယ်အကြောင်းကိုဖြစ်ပါရယ်ပို့ပြီးတော့ကျမ်းမာရေးနေညင်ညွပြီးတဘာဝပောင်းဝင်းခြင်းကိုထိခိုက်မှုနေတဲ့ရွေးချယ်မှုတွေဆိုရင်မျက်စောင်းနှွားကနေရတဲ့ထောပတ်ဒါမှမဟုတ်ပြုပြမှုနေတဲ့အပင်အခြေခံ stress တွေကိုသုံးနိုင်ပါရယ်နံပါတ်၈ဆိုတာဘေးနေရာမှာမစိုးတွေ့ရပြီးလူကြံများတဲ့အချိုကြီးဆိုတာဟာသူ့ရဲ့ပောင်းဝင်းပစ္စည်းတွေနဲ့ကျမ်းမာရေးနဲ့သူ့ရဲ့ပောင်းဝင်းခြင်းပေါ်တက်ရောက်မှုတွေကိုသိရင်တော့တင်းအတွက်စိတ်ဝင်စားစရာနဲ့သွားနိုင်ပါရယ်ဆိုတော့မှအဓိကအဖြစ်တော့ carbonic barrier high fructose corn syrup hfcs ဒါမှမဟုတ်တခြားအချိုတက်တွေ ဓာတ်ရုပ်ရည်တွေနဲ့ကြာရှည်ခံပစ္စည်းတွေအယောင်ဆိုးဆီးတွေနဲ့ကက်ဖိန်းတက်လိုမျိုးဖြည့်ဆွက်ပစ္စည်းမျိုးမျိုးပါဝင်ပါတယ်။ဆိုတော့တဲ့ကတခြားတက်များတာကအဝလွန်နာစီးကြုံမျိုးစားနေနဲ့သွားပိုးစားတာကိုကျန်းမာရေးပြဿနာများစွာနဲ့ဆက်ဆံနေပါတယ်။ဒါပြင်တခြားစားဓာတ်ရုပ်ချိုတက်တွေပါတယ်။ဒိုင်ယာဘက်တစ်ဆိုတာတောက်တာက metabolic syndrome နှလုံးရောဂါနဲ့တခြားကျန်းမာရေးပြဿနာတွေဖြစ်နိုင်ခြေတိုးလာတာနဲ့ဆက်ဆံနေပါတယ်။ဆိုတော့ထုတ်လုပ်မှုကပဝင်းကျင်ကိုလည်းတိတိတသားထိခိုက်မှုရှိပါတယ်။ HFCS ထုတ်လုပ်မှုပြောင်းနေကိုကြီးကျယ်စိုက်ပျိုးတာကတစ်တုံးပြုတ်တိမှုပိုးသက်သေသုံးဆွဲမှုနဲ့ မျိုးစားစီးဆင်းမှုတွေကိုဖြစ်စေပြီးဒါတွေကရေရင်းမြစ်တွေကိုညဉ့်ဉန်းစေပြီးခေတ်အစနစ်တွေကိုထိခိုက်စေနိုင်ပါတယ်။ဒါအပြင်ပလတ်စတစ်ဆိုတာပလင်းတွေနဲ့အလူမီနီယံပူးတွေထုတ်လုပ်တာဒေယိုပို့ဆောင်တာနဲ့စွန့်ပစ်တာတွေကလည်းညဉ့်ဉန်းမှုနဲ့ဖလုံရင်ထောင်ခွေထုတ်လုပ်မှုတွေကိုဖြစ်စေပါတယ်။ဆိုတာထုတ်လုပ်မှုမှာရေသုံးဆွဲမှုကလည်းရေရှားပါတဲ့ဒေသမှာစိုးရိမ်စရာဖြစ်ပြီးဆိုတာ1လီတာထုတ်လုပ်ဖို့2လီတာကနေ4လီတာထိရေလိုအပ်နိုင်ပါတယ်။ ဆိုရတော့တာနဲ့ဆက်ဆက်တဲ့ကျမ်းမာရေးနဲ့ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကိုထည့်သွင်းစဉ်းစားပြီးဇာတ်သုံးဒုရီယာရေးစေးပတ်ဝင်လက်ဖက်ရည်ဒါမှမဟုတ်ကိုယ်တိုင်လှူထားတဲ့တည်တည်ဖြော်ရည်လိုမျိုးပို့ပြီးတော့ကျမ်းမာရေးနဲ့ညီညွတ်တဲ့ရေရှည်တီတန်းနဲ့စားထုတ်ပစ္စည်းတွေကိုရွေးချယ်တင်ပါတယ်။နံပါတ်5မွေးမြူရေးပစုံမွေးမြူထားတဲ့ပစုံတွေကတော့တဘာဝပစုံတွေထက်ပိုပြီးရေရှည်တီတန်းတွေလို့ထင်ရပေမယ့် ပဇုံမွေးမြူရာမှာတုံးတဲ့နီလန်ကတော်တော်လေးကိုစိုးရိမ်စရာကောင်းပါတယ်။မွေးမြူထားတဲ့ပဇုံအများစုကိုပဝင်းကျင်ထိသိမ်းစီးမြက်တွေရော့ရဲတဲ့နိုင်ငံတွေမှာထုတ်လုပ်ထားဖြစ်ပြီးဓာကကန်တွေကိုပဇုံနဲ့အရန်များအောင်မွေးတာယောဂနဲ့ကက်ပါပိုးတွေကိုတိုက်ဖြတ်ဖို့ဗနီစီဝါစေးရင်နဲ့ဓာတ်ပစ္စည်းတွေအသုံးပြုထားလို့အန်ဒီရဲ့ရှိတဲ့လောက်ရက်တွေကိုဖြစ်စေနေပါတယ်။ဒီလိုလောက်ရက်တွေကရင်းညံ့မှုကိုဖြစ်စေနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပဇုံမွေးမြူရေးခြံတွေကနေထွက်တဲ့စွန့်ပစ်ပစ္စည်းတွေနဲ့ဓာတ်ပစ္စည်းတွေဟာအနီးနားကမြေကျောင်းတွေနဲ့ကောင်းတဲ့ခရီးစနစ်တွေတဲကိုစွန့်ပြစ်တာကြောင့်ရေတွေကတတ်တော်ဝါတွေနဲ့ဒေသခံလူမှုအတိုင်းအဝန်းတွေကိုထိခိုက်စေနေပါတယ်။ ဒါပြင်ပစုံကန်တွေအတွက်ဒီရေးတာတွေကိုဖျက်ဆီးတာကလေဂန်ဦးတန်းကိုတိုက်စားတာဇီဝမျိုးစုံမျိုးကွေးတွေဆုံရှုံတာနဲ့ဖလုံဝဲတန်းခွေထုတ်လုပ်မှုတွေတိုးတက်လာစေတာကိုဖြစ်စေပါတယ်။မွေးမြူထားတဲ့ပစုံတွေကိုသဘာဝကဖမ်းမိတဲ့ငါးတွေကနေထုတ်လုပ်ထားတဲ့ငါးစာရီနဲ့ကြွေးလိရှိပြီးဒါကငါးလုံးကျုံဖမ်းမိတာကိုအာပိယာရောက်တယ်လို့ပင်လေကရဲစနစ်ကိုလည်းထိခိုက်စေပါတယ်။ထပ်ပြီးတော့ပြောရမယ်ဆိုရင်ပစုံမွေးမြူရဲ့လုပ်ငန်းဟာလူခွင့်ရေးချိုးဖောက်မှုတွေအတင်းအဓမ္မလောဝါခိုင်းစေမှုနဲ့လူကုန်ကူးမှုတွေလည်းဆက်ဆက်နေပါတယ်။ကျေးဇူးပေးလို့ကျေးဇူးတင်ပါတယ်။